ရှိတော့ကဒီလိုပဲဒီမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့အနိမနေလို့ရှိရင်သူ့လောက်မမြင့်မြတ်တဲ့ပုဂ္ဂိုလ်လာလို့ရှိရင်အလေးပြုတာမျိုးမလုပ်ရဆိုပါစို့သတ္တပါဏိဆိုတဲ့ဥပဒကဟာကောသလမင်းကြီးမလာခင်မြတ်စွာဘုရားနာမထိုင်ပြီးတော့ဘုရားကိုယုတိကာရမပြုနေတယ်အဲ့ဒီချိန်မှာဘယင်မင်းကြီးလာတဲ့အခါမှာ ခုခေတ်မှာဆိုလို့ရှိရင်လူတွေကယုံ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 နဲ့ထပြီးတော့နောက်လူကိုကြိုလိုက်မယ်သတ္တပါဏိဥပဒကာကတော့ဘယင်ကြီးလာတာကိုထပြီးတော့မကြိုဘူးဘာဖြစ်လို့မကြိုတယ်လဲလို့ဆိုရင်မြတ်စွာဘုရားကပို့ပြီးတော့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဘယင်ကိုထကြိုလို့ရှိရင်ဘယင်ကမြတ်စွာဘုရားတဲ့ပို့ပြီးတော့အလေးပေးခံရတဲ့ပုဂ္ဂိုလ်ပြုလို့ဖြစ်သွားနိုင်တယ်ဒါကြောင့်မို့လို့ဘယင်ကိုထမကြိုဘူးမြတ်စွာဘုရားကိုပဲအလေးပြုပြီးတော့နေတယ် အဲ့လိုနေတော့ဘယင်လောက်တဲ့ပုဂ္ဂိုလ်ကမကျေနပ်ဘူးမကျေနပ်ဘူးအခုခေတ်မှာလည်းပဲတချို့ဒီဆရာတော်ကြီးတွေရှိမှတရားနာနေတယ်နောက်ကပရိသတ်လာရင်ထကြိုးတယ်ဆိုတာတကယ်တော့မလုံတဲ့နဲ့ကိစ္စတစ်ခုပဲလေးစားရတဲ့ပုဂ္ဂိုလ်ရှိမှရောက်နေရင်နောက်ကဘယ်လိုပုဂ္ဂိုလ်မျိုးပဲလားလားဒီဆရာတော်ကြီးတွေကြီးတဲ့ပုဂ္ဂိုလ်လာရင်တော့ထကြိုးရမယ်ဆရာတော်ကြီးကိုယ်တိုင်ကလည်းထကြိုးရမယ် အဲ့တော့သူ့ရဲ့ကြီးတဲ့ပုဂ္ဂိုလ်မဟုတ်လို့ထကြုံမယ်ဆိုရင်ဒီဆရာတော်ကြီးကိုအလေးမပေးရရောက်ပြီးတော့နောက်လာတဲ့ပုဂ္ဂိုလ်ကိုအလေးပေးရရောက်တော့အကာရဝဖြစ်တယ်လို့ဒီလိုဆိုတယ်နော်အဲ့ဒီစတ္တပန်ဒီဝတ္ထုကြည့်လိုက်မယ်ဆိုရင်ဘုရင်ကြီးလာတာကိုသူ respect မပေးဘူးဘာဖြစ်လို့တော့ဖះရှိနေတယ်ဖះကို respect ဖြတ်ပြီးတော့ဘုရင်ကိုသွားပြီးတော့ဥစားမပေးဘူးသို့တော့ဘုရင်ကမကျင့်တတ်ဘူးတိတဲ့ပုဂ္ဂိုလ်ကြတော့ကျင့်တတ်တယ် ဘုရင်ကဒီရင်ကျင်းမှုကိုသူမသိသည့်အတွက်ကြောင့်မကျေနပ်တော့မြတ်စွာဘုရားကကြားဝင်ပြီးတော့ဘုရင်ရဲ့မျက်နှာကိုအကဲခတ်ပြီးတော့ဒီပုဂ္ဂိုလ်ပေါ်မှာသူမကျေနပ်ဖြစ်တယ်ဆိုတာကိုသိလို့မြတ်စွာဘုရားကဒီဥပဒကဟာပိဋကသုံးပုံကိုတတ်ကျွမ်းပြီးတော့အနာဂံဥပဒကဖြစ်တယ်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားကမိတ်ဆက်ပေးလိုက်ရတယ်အဲ့ဒီကြတော့မှဘုရင်ကြီးကပြေးသွားတယ်ဒီလိုလဲရှိတတ်တယ်ပေါ့နော်သို့တော့ စတပါဏိဥပဒကလောက်တာကမှတ်နေပေါ့ဖះကိုဒီအလေးပေးနေတဲ့အချိန်မှာတခြားပုဂ္ဂိုလ်ကိုအလေးပေးတော့အဖြစ်ထပြီးတော့ကြိုးဆိုတာမျိုးမလုပ်ဘူးတဲ့ဒါကသူကမှန်ကန်နေပေါ့ဒါလူရင်ကျင်းမှုလို့ခေါ်တယ်ပေါ့သို့တော့ဒီလူရင်ကျင်းမှုကို လူတိုင်းကသိတာမဟုတ်ဘူးပေါ့ဒါကြောင့်မို့လေးစားရတဲ့ပုဂ္ဂိုလ်ရဲ့ရှိတ်မှာနေလို့ရှိရင်အင်မတန်မှဒါတတိထားရတဲ့ကိစ္စတစ်ခု